ကမ်မြန်မာ YouTube Channel လေးကနေနေထွေးစွာပြန်နေကြိုဆိုလိုက်ပါတယ်။ရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပနေတဲ့ရှင်တမမရှင်ပြည်နေနဲ့အပိခန့်တို့ရဲ့အောင်ပွဲအကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။နောက်ဆက်ပေးကြပါအောင်ခင်ဗျာ။ရှင်တမမရှင်ပြည်နေနဲ့အပိခန့်တို့ရဲ့အောင်ပွဲရှင်ပြည်နေကိုလာကြသူတွေရဲ့လုံခြုံရေးကိုအာမခံခြင်းမပေးနိုင်ဘူး။ရုရှားနိုင်ငံမှာဖြစ်ပျက်နေတဲ့ကိစ္စအတွေ့ကျွန်တော်တို့တောင်းမမယူနိုင်ပါဘူး။အခုလိုတတိပိစကားထုတ်ဖို့ပြောလာသူကတော့ ယူကရိန်းသမ္မတဇာလန်စကီပဲဖြစ်ပါတယ်။ရုရှားနိုင်ငံမော်စကိုမှာပြုလုပ်မယ့်အချင်းမြင်းဤအောင်ပွဲကျင်းပဖို့၃ရက်လိုမှာဇာလန်စကီကအခုလိုတတိပေးလိုက်တာလေးဖြစ်ပါတယ်။ယူကရိန်းဟာဒရုန်းစင်းရေတရာကျော်နဲ့မော်စကိုကိုမေလ၄ရက်နဲ့မေလ၅ရက်နှစ်ရက်စစ်တိုက်တိုက်ခိုက်ခဲ့ပြီးချင်းမြင်းဤအောင်ပွဲနေ့ကိုနှောက်ချက်တတိပေးခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးမှ နှစ်80ပြည့်အောင်ပွဲရှင်ပြည်နေအောင်ပွဲခန္ဓာကိုမနှစ်ပြန်မေလ9ရက်နေ့မှာရုရှားနိုင်ငံမော်စကိုမြို့ရှင်ပြည်နေမှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ယူကရိန်းကိုကျူးကျော်မှုကြောင့်ပြည်တွင်းမှာမေပေထခံသူနေပါလာပြီးနိုင်ငံတကာကဖိကျင်းခံထားရတဲ့ပူတင်ဟာမင်းအောင်လိုင်လိုအာဏာရှင်များနဲ့ပြည်သူများအပေါ်ဖိနှိပ်တဲ့နိုင်ငံအများစုပါဝင်တဲ့နိုင်ငံပေါင်း29နိုင်ငံကခေါင်းဆောင်တွေနဲ့တူရှင်ပြည်နေမှာကျင်းပမဲ့ကြီးမားတဲ့စည်ရေးပြအခမ်းအနားကိုတက်ရောက်ကြမှာဖြစ်ပါတယ်။ မြန်မာစစ်ကောင်ဆောင်မြင်အောင်နိုင်တဲ့စနစ်ဖြစ်သူတော်ဂျူဂျူလာတို့လည်းရှင်ပင်ဒီအောင်ပွဲကိုတရားရန်မေလ9ရက်နေ့မှာရုရှားနိုင်ငံသို့ရောက်ရှိနေပြီဖြစ်ပါတယ်။အမေရိကန်မြန်အောင်လည်းနိုင်ငံတကာမျက်နှာစာမှာမျက်နှာပွင့်လာလေနားလိုမျိုးလင်းခြင်းနဲ့အဆိုပါအပွဲကိုတရားဖို့အခေထားပွန်ရပါတယ်။အခမ်းအနားကိုတက်လာကြမယ်29နိုင်ငံကတော့အခါစဖီးယားအဇာဘိုင်ဂျန်အာမေးနီးယားဘဲလာရုစ်ဘရာဇီးဘရာဇီးဗာကီနာဖာဆို ဗင်နီဇွဲလားဗီယက်နမ်ကာဂျစ်စတန်ကာစစ်စတန်မွန်ဂိုလီးယားတရုတ်ဂျူဗာပါလက်စတိန်ဆာရစ်စတာသမရနိုင်ငံဆာဗီယာဆလိုဗေကီးယားတာဂျစ်ကစ်စတန်တာမင်နစ်စတန်အော့စပက်ကစ်နဒန်မြန်မာဂီနီးယားဂီနီးယားဖာဆိုဖော့စတီးနီးယားဟာဇီဂိုဗီးနီးယားစင်ပါဝေပါပူနာနူဂီနီး ကွန်ဂိုအီဂျစ်လာအိုအီသီယိုပီးယားတောင်အော့ဆက်တီးယားတို့ဖြစ်ကြပါတယ်မြန်မာတရုတ်အီဂျစ်ဗီယက်နမ်နဲ့ဆိုဗီယက်သမ္မတနိုင်ငံဟောင်းများအပါအဝင်ပြပနိုင်ငံ73နိုင်ငံမှာစစ်သားများဟာရင်းမြစ်ဒီခန်းနာမှာပါဝင် ရှိတဲ့ကြမှာဖြစ်ပါတယ်မြန်မာကရှိတဲ့လာမယ့်တပ်တွေဒါမှမဟုတ်ပါကီနာဖာဆိုကလာမဲ့ဧည့်သည်တွေကအောင်ပွဲနဲ့ပတ်သက်စရာလားရှားရဆဆသူတို့နဲ့ပတ်သက်စရာဘာအကြောင်းရှိလို့လဲလို့ လက်လာသုံးသက်သူတို့ကဒမ်မော့စကိုထိုင်းတည်ငင်ဌာနကိုဝေဖန်ခဲ့ပါလေမဟာမိတ်တွေရဲ့နာစီအပေါ်အောင်ပွဲခံခဲ့တဲ့အထိမ်မှန်တွေကြက်ပါလေမဟာမိတ်အောင်ပွဲနဲ့ဂျီတက်ဝေကို2005ခုနှစ်တုန်းကအမေရိကန်ပြင်သစ် ဂျာမနီနိုင်ငံကကောက်ဆော်တွေတက်ရောက်ခဲ့ကြပါတယ်အခုချိန်မှာတော့ရုရှားဟာဒုတိယကမ္ဘာစစ်အောင်မြင်မှုမှာပါဝင်ခဲ့ကြတဲ့မဟာမိတ်တွေနဲ့ကင်းကွာသွားပြီဖြစ်ပါတယ်ဟစ်တလာဆန့်ကျင်ရေးမှာပါဝင်ခဲ့ကြတဲ့မဟာမိတ်တွေကိုရုရှားကပြန်လည်မဆုစင်နေခဲ့ပါဘူးလို့အမည်မဖော်လို့သူရုရှားနိုင်ငံရေးဆရာအကြီးတန်းတပ်မတော်ကသမော့စကိုထိုင်းတို့ပြောကြားခဲ့ပါတယ်အခမ်းအနားကိုအာရှမတရုတ်မြန်မာပြည်နယ်လာအိုတို့တာပါဝင်တက်ရောက်ကြတာတွေ့ရပါတယ်အိန္ဒိယဝန်ကြီးချုပ်မိုဒီကတော့ဘူတင်ဖိတ်ကြားချက်ကိုညှင့်ပေးခဲ့ပါတယ်မန်ချာသိမ်းမြင်နေများတွင်ကအိန္ဒိယ န်နဲ့ရုရှားတို့ရဲ့ဆက်ဆံရေးပုံမိုနှိမ့်ချလာခဲ့တယ်လို့ဝန်ကြီးချုပ်မော်ဒီကတော့ပူတင်ရဲ့ဖိကြားချက်ကိုညံ့ပေးခဲ့ပါတယ်။မော်ဒီဟာတရုတ်နဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုမနာလိုဖြစ်ပြီးညံ့ပေးခဲ့တာအံ့အားသင့်မိပါတယ်။တရုတ်ပါကစ္စတန်ဝင်ရုံးစွန်နဲ့ကက်ရှမီးယားမှာတောင်းလာနေတဲ့မငြိမ်မသက်ပြီးတွေဟာအထူးသဖြင့်မော်စကိုမှာရှီနဲ့တွေ့ဆုံဖို့အခုအချိန်မှာစိတ်အားထက်သန်နေမှာမဟုတ်ပါဘူးလို့တန်တမန်တူကဆိုပါတယ်။ရုရှားနဲ့ပတ်သက်တဲ့တရုတ်နဲ့ဆိုဗီယက်ခေတ်လွန်အိန္ဒိယနိုင်ငံအနည်းငယ်ကအပြေးလာကြတာပါ။ နိုင်ငံတကာကဖင်ချင်းခံထားရတဲ့အထူးကြံရုရှားနဲ့အတူစီးလုံးညီညွတ်မှုရှိတယ်ဆိုတာပြသဖို့သူတို့လာကြတာပါလို့လေလာသုံးသက်သူတို့ကဆိုပါတယ်။အောင်ပွေးနေ့ဟာရုရှားလူမျိုးတွေကိုပေါင်းစည်းနိုင်မဲ့အလားအလာကိုတည်ဆောင်းလာမယ်။အာနာရှင်တို့အတွက်စီးလုံးညီညွတ်မှုကိုပြသရန်နဲ့ထော်စီးလုံးညီညွတ်မှုကိုအားကောင်းလာစေရန်အတွက်အရေးကြီးတဲ့အခွင့်အရေးဖြစ်တယ်လို့အမြင်ဖော်လို့တည်လဲလာဆန်းစစ်သူတို့ကဆိုပါတယ်။ ဒါပေမဲ့အမြင်မပေါ်လို့တဲ့နိုင်ငံရဲ့ကြံ့ကြံ့သူတို့ကတော့ရုရှားနိုင်ငံသားတွေဟာရင်းပြင်းနေရှိတဲ့ဘက်ကိုလာရောက်ကွန်ပျူတာအနည်းငယ်များသာရှိလိုက်မယ်ဒါဟာအံပွဲနဲ့မဟုတ်ဘူးပူတင်ရဲ့ကိုယ့်ရဲ့ကော်တာအခမ်းအနားဖြစ်တယ်လို့အမျိုးဖော်လို့တဲ့နိုင်ငံရေးကြံ့ကြံ့သူတို့ကဆိုပါတယ်။မော်စကိုရဲ့အခမ်းအနားဆုံးဖြစ်မဲ့ယခုရှိတဲ့ဘွေဟာဒုတိယကမ္ဘာစစ်မှာနာဇီဂျာမနီပေါ်ဆော်ဗီယက်ဂျူနီယာကအောင်နိုင်ခဲ့တဲ့အထိမ်းအမှတ်နဲ့ကျင်းပါတယ်။ ဒီခန္ဓာဟာယူကရိန်းစစ်ပွဲအတွက်လူထုထောက်ခံမှုကိုကြိုခံခဲ့တဲ့ရုရှားအနေနဲ့အသည့်တဖန်အရေးပါတဲ့သင်္ကေတဖြစ်လာခဲ့ပါတယ်။ယူကရိန်းကိုကျူးကျော်မှုနဲ့ပတ်သက်ပြီးရုရှားကိုအထူးကြံဖြစ်စေရန်ကြိုးပမ်းမှုတွေဟာမအောင်မြင်ကြောင်းကိုပူတင်ကသူ့ရဲ့ပြန်ပက်များထံအချက်ပြမှုအဖြစ်ပူတင်ကမျှော်လင့်ထားတယ်လို့ကျွမ်းကျင်သူတွေကတမ်မော့စကိုထိန်ကိုပြောကြားခဲ့ပါတယ်။ အံပွေးနေနဲ့တိတ်ပြီးမေလရှိရင်နေကနေ17ရက်နေ့ထိတဖက်သက်အပိခက်ရစီကြောင်ပူတင်ကကြေညာခဲ့တော့လေဇာလန်စကီကညင်ပေးခဲ့ပါတယ်ယူကရိန်းရဲ့စစ်တိတ်တိုက်ခိုက်မှုတွေကြောင့်ခရီးမီးယားမှာရှိတဲ့ရုရှားအနာဘိန်တွေဟာစီစဉ်ထားတဲ့အောင်ပွဲနဲ့ရှိတဲ့ဘက်ကိုဖြစ်သိမ့်ဖို့တွန်းအားပေးခဲ့ကြပါတယ်။ဆဗက်စတိုဗိုအချုပ်ရည်မှုကတော့လုံခြုံရေးစိုးရိမ်မှုတွေကြောင့်အဆိုပါကိုအဆိုပါဘက်ကိုဆက်လက်တရားမှာမဟုတ်ကြောင်း တတင်းဌာနမှာပေါ်ပြလာတွေ့ရပါတယ်။အခြားနိုင်ငံသားတွေနဲ့အတူပါဝင်ရှိတဲ့တဟား စစ်ပွဲအတွက်တာဝန်ခွဲယူခြင်းသာဖြစ်တယ်။ဒါကြောင့်ရှင်ပြန်ဒီခန္ဓာကိုတက်လာကြမဲ့လူတွေလုံချုံရေးကိုအာမခံခြင်းမပြနိုင်ဘူးလို့ Silenceki ကတတိပေးထားပါတယ်။ဒါကြောင့်ဘူတန်နဲ့မင်းအွန်လိုင်းလိုအာနာချင်းများနဲ့ပြည်သူများအပေါ်ဖိနေတဲ့နိုင်ငံအများစုပါဝင်တဲ့နိုင်ငံပေါင်း29နိုင်ငံကခေါင်းဆောင်တွေကတော့ Silenceki ရဲ့စကားကြောင့်ရှင်ပြန်ဒီအောင်ပွဲအပိခန့်တော့ရဲ့အောင်ပွဲကိုရှင်တမမနဲ့တက်ရောက်ကြမှာဖြစ်ပါကြောင်းပါခင်ဗျာ။ ဟုတ်ကဲ့ပါခင်ဗျာအဆုံးထိနားဆင်ပေးကြတဲ့ကျွန်တော်ရဲ့မိဖပြည်သူညီကိုမောင်နှမများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ကျွန်တော်ရဲ့မိဖပြည်သူညီကိုမောင်နှမများအားလုံးဘေးကင်းကြပါစေခင်ဗျာ